အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအခုဒီသင်ကျမ်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်အကူရမာတို့ကို titles titles လို့ခေါ်တဲ့အကြောင်းလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ကျွန်တော်မြန်မာလိုမှာဆိုလို့ရှိရင်ဦးလို့ဒေါ်လို့မောင်လို့မလို့ကိုလို့တက်ခေါ်ကြရတယ်လေ။ Okay နော်။အဲ့တော့ကျွန်တော် English မှာဆိုလို့ရှိရင်လည်းကျွန်တော် titles လို့ခေါ်တာပေါ့။အဲ Mr. နာ Mrs. Mr. Miss တို့ဘောနော်အဲ့တော့အဲ့လိုမျိုးလေးအတော်ကောင်းရေးလေးလေးရဲ့ ဘယ်လိုလူတွေရဲ့အရှိန်မှာထားပြီးခေါ်ရလဲဆိုတာလေးကိုကျွန်တော်ဂရုမာတို့ကိုတေးရှာကိုကိုပြားလေးဖြစ်သွားအောင်ရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay ဆက်မယ်နံပါတ်1 MR အတူပေါက်ရေးတာပေါ့။ तू ကရှင်းတယ် Mr. အမျိုးသားအလုံးအိမ်အောင်ရှိရောအိမ်အောင်မရှိရောအကုန်လုံးသူ့ရဲ့အရှိန်မှာ MR အတူပေါက်ရေးရင် MR ပေါ့။သူ့ကိုခေါ်တာ Mr. Example အဖြစ် Mr. Smith ကျောင်းလေးတာရှင်းတယ် Mr. ပဲ။အတူပေါက်လိုမျိုးရေးရင် MR. နေရတာပေါ့နော်။ Okay နောက်တစ်ခု အဲ့တော့ရှေ့အမျိုးသမီးလေးတွေကလည်းလက်ရှုပ်တာအမျိုးသမီးက၃ခုရှိတာပေါ့နော် MRS လို့ရေးမှာဆိုလို့ရှိရင်ကျွန်တော်သူ့ကိုကျွန်တော်ဘယ်လိုတန်ထွက်မလဲဆိုလို့ရှိရင် Mrs. နော်ဒါသူ့ရဲ့တူကောက်က MRS လို့ရေးတာပေါ့သူဒီအိမ်နောက်ရှိအမျိုးသမီးကိုပဲရေးလို့ရပါတယ်အိမ်နောက်ရှိအမျိုးသမီးရှေ့မှာပဲသုံးလို့ရပါတယ်ရှေ့ Mrs. Smith Okay နောက် title တစ်ခု Miss သူကလုံးဝရှင်းနေ single မျိုးသမီးပဲ ဒါပေမဲ့ဆိုလို့ရှိရင် तू ကဒါ and merit လို့လည်းပြောလို့ရတယ်ပေါ့နော်လက်မထတာတည်းရဲ့ single မျိုးသမီးပေါ့သူရရှိမှာဆိုလို့ရှိရင် miss ဥမာအဖြစ် miss jasmine okay ဒီခါလေးမှာကျွန်တော်ကိုရောမှာချို့အမျိုးသမီးကြာလေးကိုကပေါ့နော်အိမ်တော်ရှိလားဒါမို့ရင် single လားတိတ်မသိဘူးအပေါ့နော်အဲ့လိုမျိုးသမီးတည်းရဲ့ရှိမှာကြာတော့ ms အတူကောက်ရေးလို့ရှိရင်သူ့ရဲ့အတန်ဘက်ကကြာတော့ miss နော် miss အတန်တော်လေးကိုလည်းဒီကောင်းကြီး miss s တန်တဲ့ ဒီကောင်းကြီးအောက်ကကြဇာခွဲတန်နဲ့ miss အတန်နဲ့ပြင်းနေပေါ့ miss သူကကျတော့အိမ်အောင်ရှိလားစင်ငယ်လားမသိကြဘူးသူလည်းမသိဘူးအဲ့လိုအမျိုးသမီးတွေရှိမှဆိုရင် miss ဥမာအဖြစ် miss jennifer okay အဲ့တော့ရှင်းပါတယ်နော်ကျွန်တော်ကဘရမတို့ဒါ title လေးကိုမမှန်ကန်ကန်နဲ့သုံးသပ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ရှင့် okay ကျေးဇူးများတင်ပါတယ်ရှင့်